င်္ဂလာပါရှင်ဒီနေ့မှာတော့ EV ကားတွေကိုအားသွင်းတဲ့အခါမှာအသုံးပြုတဲ့ခြားခြားမျိုးစားတွေကိုပြပြပေးမှာဖြစ်ပါတယ် EV charger ဆိုတာလက်ဆက်ဆွဲရင်ကိုအသုံးပြုပြီးမောင်းနေရတဲ့ကားတွေအတွက်အသင်းပေးတဲ့ကြိုးဝဲဖြစ်ပါတယ်။ EV charger တွေကို level 1, level 2, DC fast charging ဆိုပြီးတော့သုံးမျိုးခွဲခြားလုပ်ရပါတယ်။ level 1 charging ဆိုတာအသုံးပြုရလဲပို့ပြီးပုံမှန်8 to 10 platform များနဲ့အသင်းနိုင်ပါတယ်။ပုံမှန်8 to 10စနစ်ဖြစ်တဲ့အတွက်အသင်းနှုံကတော့နေကြွေးပါတယ်။ဥပမာတနားရီအသင်းမဲ့ဆိုရင်3.5မိုင်လောက်ပဲ range ရပါတယ်။ overnight charging တွေအတွက်အဆင်ပြေစေပေမဲ့ safety by အားနည်းပြီးတော့ရေရှည်သုံးဖို့တက်တော့မကောင်းပါဘူး level 2 charging ကတော့ level 1ထက်အသင့်ဆုံးပုံမြင်ပြီးတော့အိမ်မှာရော public charging station တွေမှာပါအသုံးပြုလို့ရပြီးတော့ dedicated charging equipment တော့လိုအပ်ပါတယ် level 2 charging မှာ safety device တွေနဲ့ app system ပါရှိပြီးအိမ်တုံးတွေပို့ပြီးတော့တင်တော်ပါတယ် dc type charging ကတော့အမြန်အသေးစနစ်ဖြစ်ပြီး high power charging equipment လိုအပ်ပါတယ် highway charging station တွေနဲ့ public charging station တွေမှာအသင့်နိုင်ပြီးတော့မိနစ်30အတွင်းကို battery 30ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိအားပြည့်သွင်းနိုင် ုင်ပါတယ်အလွန်ချေသုံးဆမယ်ဆိုရင်တော့ဘက်တရီဟက်ကိုထိခိုက်နိုင်တာကြောင့် hybrid သွားတဲ့အခါနဲ့ဘက်တရီအား20ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းရောက်လာတာအသုံးပြုသင့်ပါတယ်ဒီစီချာဂျင်သုံးဆမှုကြောင့်ဘက်တရီထိခိုက်နိုင်မှုက EV ကားမျိုးစားတွေပေါ်မှာမူတည်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ driving habit နဲ့ဘတ်ဂျက်ကိုကြည့်ပြီးတော့တင့်တော်တဲ့ချာဂျင် level ကိုရွေးချယ်အသုံးပြုသင့်ပါတယ် All the time we have